အခန်း6ဘေဘီလုံကဗန်တထေးရွှေတင်းကပြားရည်90တိတိတဲ့နဲသည့်ငွေမဟုတ်မှန်သည်ရိုဒန်ဤတရေပက်ဆန်အိတ်ထဲတွင် ရွှေတင်းကပြား90တိတိရှိနေသည်ဘဘဲစရာရိုဒန်ဤဘဝမှာတခါမျှမမျော်လင့်ဘူးသည့်ငွေ မျောလင့်နိုင်စရာလည်းမရှိသည့်ငွေအလုံးမပင်ရရောသဘောကောင်းလှသည့်ဘယင်မင်းမြတ်ဤရွှေနန်းတော်မှ ပြန်လာရာလမ်းတလျှောက်ရိုဒန်အကြီးအကျယ်ပင်ပျော်ရွှင်ကြည်နူးလာခဲ့သည်သူခြေလမ်းတွတ်တွတ်လှမ်းလိုက်တိုင်းသူကပတ်မှာချိတ်ထားသည့်အတပြာအိတ်ကရွှေတင်းငါးတန်တချွင်ချွင်မြည်သည် ူဘဝတသက်တာကြာရဘူးသမျှတေဂီတတံများထက်တာယာနာပျော်ပွဲ ကောင်းလှသည့်အတန်ရွှေရင်းကား90ပြားလုံးသည့်သူ့အတွက်ကြီးဖြစ်သည်တဲ့အလုံးရိုရန်ပိုင် ဖြစ်သည်တဲ့သူ့ကံကြမ္မာကို သူ့ဘာသာမယုံနိုင်လောက်အောင်ဖြစ်သည် တချွင်ချွင်မြည်သည့်ဒီတင်းကားပြားတွေကတကူဩဇာကြီးမားလွန်လာသည် ဒီဟာတွေဖြင့်သူလိုချင်သည့်ဘယ်အရာကိုမဆိုးဝဲနိုင်မည်မြေးဝဲမည်လားအိမ်ကြီးရခိုင်လားကျွဲအုပ်နွားအုပ်ကလပ်အုပ်မြင်းမြေးရထားကြိုက်ရသာပြောချက်ချင်းလက်ငင်းဝဲယူ၍ရနိုင်မည်ဝဲနိုင်သည်ကဟုတ်ပြီဘာတွေဝဲမည်လဲဒီငွေကိုဘယ်လိုသုံးဆွဲမည်လဲဒါကပြဿနာ ဲ့ဒီနေ့ညနေဘက်ဘေဘီလုံလမ်းသွယ်တစ်ခုတည်းရှိ သူ့ညီမအိမ်သို့ရောက်ခဲ့ပြီးသည့်နောက်တွင်တော့ဒီငွေကိုသုံးဆွဲဖို့အရေးထက်မပြောက်ပြက်အောင်ဘလို့ထိမ့်သိမ့်မလဲဟူဒီကသူ့အတွက်အထူးပင် အရေးကြီးလာခဲ့တော်သည်နောက်3-4ရက်အကြာတစ်ခုသောညနေ၌ရိုဒန်တယောက်မာတွန်ဤဆိုင်သို့မသားမယာမျက်နှာနှင့်ဝင်ရောက်လာခဲ့သည်မာတွန်က ကြောင်းမြတ်ယရနာနှင့်ရှားပါအဝိထေများ ရောင်းဝယ်သည့်ဂုံတေကြီးတစ်ယောက်ဖြစ်သည်လို့ငွေလိုချေးသည့်လုပ်ငန်းကိုလည်းတစ်ဖက်ကလောက်ကင်နေသူဖြစ်သည်ရှေ့ဘက်ပိုင်းရှိဈေးဆိုင်ငန်းထဲတွင် ခင်းကျင်းပြသထားသည်များကို လုံးဝဆောင်းငဲ့မကြည့်ပဲဆိုင်နောက်ဖက်ရှိ နေအိမ်ငန်းများစီတို့သာ ရိုဒန်တန်တန်မတ်မတ်ရှောက်ဝင်သွားသည် သာသနာနာဝစ်စားထားသည့်မာသွန်ကကော်စောတစ်ချက်ပေါ်တွင်ထိုင်ကလူမဲကြေးကျွန်တယောက်တဲခင်းပြင်ဆင်ပေးသည့်ညစာကိုစားသုံးရရှိ၏ခမည်းနဲ့တိုင်ပင်စရာရှိလို့လာတာဗျကျွန်တော်ကိစ္စတစ်ခုဘယ်လိုဖြေရှင်းရမှန်းမသိဖြစ်နေတယ် ရူဒံကမာသွန်ရှိတွင်မတ်မတ်ရက်လျက်ပင်သူ့ပြတနာကိုဟော်ဟော်တိုင်းတိုင်းပြောချလိုက်သည်မာသွန်ကမော်ကြည့်ပြီးပြုံးသည်ရူဒံကသူနှင့်ယင်းနှင်းခင်မင်သောမိတ်ဆွေတဦးပင်ဖြစ်သည်ဘလို့လဲကိုလူဘာတွေမဟုတ်တာလုပ်ပြီး ပြတနာတက်လာတာလဲအန်စာဝိုင်းမှာရှုံးလာတာလားဒါမှမဟုတ်အပြန်စားအနှိမ့်စားအမျိုးသမီးတစ်ယောက်နဲ့ ညှိလာပြီထင်တယ်။မင်းနဲ့ပေါင်းလာတာနှစ်ပေါင်းများစွာကြာပြီတခါမှပြဿနာတက်တယ်။ငွေလိုတယ်မကြားဘူးပါဘူး။အခုဘလို့ဖြစ်တာလဲ။ခမားတင်တယ်လို့မဟုတ်ဘူးဗျ။ကျွန်တော်ပတ်စံချေးဖို့လာတာမဟုတ်ဘူး။ခမားစီကအကြံဉာဏ်တောင်းမလို့လာတာ။ဟာဟာဘလို့ကွာ။မင်းဘလို့ပြောလိုက်တာလဲ။ ငွေတို့ချေစားတဲ့လူစီမှာအကြံဉာဏ်လာ တောင်းတယ်လို့တခါမှမကြဘူး။ငါနာကြများလွဲရော့သလား။မတော်ငါအစဉ်အပြင်းသားနာသလိုအပြောအဆိုမှလည်းအမှုရာပို့သူဖြစ်၏။မလွဲပါဘူးဗျ။ဟုတ်တလားမလွဲဘူးလား။ဘဘဲเสียရိုဒန်ဓာရီလန်နီလုတ်တဲ့နေရာမှာနာမည်ကျော်တဲ့ရိုဒန် ။အာမင်းတော်တော်ညံများတဲ့ပုံကိုပဲ။မာတွန်စီလာပြီးပတ်စံမချေဘူး။အကြံညံပဲလိုချင်တဲ့။တော်တဲ့လူကွာ။လူတကာငါစီလာကြတယ်မဟုတ်တာတွေလှုပ်ပြီးအဲ့ဒီအတွက်ပတ်စံလို့တော့ငါစီကချီးကြတာ။အကြံညံတော့ဘယ်သူမှ မတောင်းကြဘူး။သူတို့စိတ်ထဲလိုတယ်လည်းမထင်ဘူးလေဒါပေမဲ့မင်းစဉ်းစားကြည့ ဒုက္ခရောက်တဲ့လူပေါင်းများစွာအားကိုပြုရတဲ့မာသွန်လူပုဂ္ဂိုလ်ထက်သူတစ်ပါးကိုအကြံဉာဏ်ပေးနိုင်မဲ့သူရှိအောင်မလားဒီလိုပြောပြီးနောက်သူကရိုဒန်ကိုလောကဝိပြုသည်ကဲငါနဲ့အတူစားစမ်းပါကွာဒီညက်နေတော့မင်းကငါ့ဧည့်သည်ဘောရိုဒန်ရာဟေးဒန်တို့သူက လူမဲကြေးကြုံကိုလှမ်းခေါ်သည်ငါတငယ်ချင်းရိုဒန်အတွက်ကော်စောတချက်ခင်းစမ်းဟိဓာလန်လက်တဲ့လောက်တဲ့နေရာမှာနာမည်ကြီးတဲ့ဗဘဲဆရာကြီးကငါစီကိုအကြံဉာဏ်လာတောင်းတာဒီနေ့ဖို့ငါ့အတွက်ဂုံလူဆောင်ဧည့်သည်ပဲစားကောင်းတောက်ဖွယ်တွေပြင်ခဲ့ကွာသူ့အတွက်အကြီးဆုံးခွက်တစ်ခွက်ယူခဲ့အကောင်းဆုံးဝိုင်ကိုရွေးခဲ့ကြကြနန္နတောက်ရအောင် ဒီလိုမှားပြီးနောက်ရိုဒန်ဘက်သို့လှည့်သည်ကဲပြောစမ်းပါဦးဘာပြဿနာတွေများတော့ဘယင်းမင်းမြတ်ကစုတော်လက်တော်ချီးမြှင့်တယ်ဗျာစုတော်လက်တော်ဘယင်းမင်းမြတ်ကမင်းကိုစုတော်လက်တော်ချီးမြှင့်တဲ့ကိစ္စမင်းမှာပြဿနာတက်နေတယ်ဟုတ်လားဘလို့စုလက်မျိုးဖြစ်နေလို့လဲ ကျွန်တော်ဘရင်ကိုရံတော်တတ်သားတွေအတွက်လှန်နံအစ်စ်တွေလှုပ်ပြီးနန်းတော်ကိုတွင်းရတယ်အဲ့ဒါကျွန်တော်နောက်ဆုံးတီထွင်လိုက်တဲ့လှန်သွားဒီဇိုင်းကို ရှင်ဘရင်ကအယံသဘောကျသွားပြီးကျွန်တော်ကိုရွှေသင်းက90ဆုချတယ်အဲ့ဒီအတွက်ကျွန်တော်မှာပြဿနာလာတတ်တယ်အခုဆိုရင်ကျွန်တော်ရွှေသင်းကားကိုဝေစုခွဲခြင်းလို့လာကြတဲ့လူတွေ တနေ့တနေ့ရေလို့မကုန်နိုင်ဘူးဖြစ်နေတယ်။ဟာဒါတဘာဝပဲကွလူတိုင်းငွေလိုချင်ကြတယ်ဒါပေမဲ့မရကြဘူးအဲ့ဒီတော့တနည်းနည်းနဲ့ရလာတဲ့လူရှိရင်အဲ့ဒီလူစီကအလွဲတကူဝေမျှယူလို့ရမလားမျောလင့်ကြတယ်အဲ့ဒါဘာဖြစ်လဲမပေးနိုင်ဘူးလို့ညှင်းလိုက်လေကွာ မင်းကလက်သီးပြင်းတလောက်စိတ်ကြတော့မပြင်းဘူးလားလူအတော်များများကတော့အလွယ်တကူညင်းလို့ရပါတယ်တချို့ကြတော့ညင်းရတာထက်ခေါင်းငိမ့်လိုက်တာက ပိုသက်တာမလို့ဖြစ်နေတယ်ဥပမာဆိုပါတော့ဗျာကျွန်တော်နှမက အပူကတ်လာတာမျိုးကိုကျွန်တော်ဘယ်လိုလုပ်ညင်းမလဲဒါပေမဲ့မင်းနှမက မင်းစည်းစိမ်ဆုံးရှုံးမှာကိုတော့လူလားမှာမဟုတ်ဘူးပေါ့ဟုတ်တယ်မလားအဲအခုဟာကသူ့ယောက်ျားအာရမန်ကို သူကကုံတယ်ကြီးတိတ်ဖြစ်စေနေတယ်သူ့ယောက်ျားဟာအခွင့်အရေးလမ်းစမရလို့အခုအတိုင်းဖြစ်နေရတာကျွန်တော်ရွှေတင်းငါးတွေသာ သူ့ကိုချေးငါးလိုက်ရင် ကုံတယ်အလုံးနဲ့သူ့အများကြီး ချမ်းသာကြီးပွားလာနိုင်တယ်။ကျွန်တော်ရွှေတွေကိုသူ့အမျက်စွန်းထဲကနေပြန်ဖဲ့ပြီးပေးသွားနိုင်မယ်။သူကအဲ့ဒါလိုမြင်နေတယ်။တငယ်ချင်းမင်းပြဿနာကတော့တကယ်ကိုဆွေးနွေးတဲ့ကိစ္စပဲကွ။မတုံကဆိုသည်တနာဥစ္စာဆိုတာသူ့ကိုပိုင်ဆိုင်မဲ့လူအတွက်တာဝန်တွေယူလာတတ်တယ် ဒနာဥစ္စာပိုင်ဆိုင်လိုက်တာနဲ့တပြိုင်နက်လူတယောက်ရဲ့အခြေအနေတွေဟာ ပြောင်းလဲသွားတယ်။သူနဲ့တခြားလူတွေပတ်သက်ဆက်ဆက်နေပုံ အနေအထားတွေဟာပြောင်းလဲသွားတယ်။သူနဲ့တခြားလူတွေပတ်သက်ဆက်ဆံနေပုံအနေအထားတွေဟာတမျိုးတစ်ပုံဖြစ်လာတယ်။ငွေရှိလာတဲ့လူတယောက်ဟာဒီငွေပျောက်ပြက်ဆုံးရှုံးမှာ တခြားလူတွေလှဲ့ပြာ ယူငင်မှလည်းကြောက်လာတတ်တယ်။တစ်ချိန်တည်းမှာပဲသူဟာကိစ္စအတော်များများကို စီမံဖန်တီးနိုင်စွမ်းရှိသူ သူတပားကောင်းရာ ကောင်းကျိုးတွေလောက်ကင်ပေးနိုင်သူတဦးအဖြစ်နဲ့သူ့ကိုယ်သူကျေနပ်အားရစိတ်ဖြစ်ပေါ်နိုင်တယ်။သို့တော်တစ်ဖက်ကလည်းရည်ရွယ်ချက်ကောင်းတွေနဲ့ဆောင်ရွက်ရင်း ပြဿနာတွေအခက်အခဲတွေတွားကြုံရတာမျိုးလဲရှိတတ်တယ်။နိနိဗေကလယ်သမားကြီးတယောက်အကြောင်းမင်းကြားဘူးသလားမသိဘူး။မာကရဇကာတတ်တယ်ဆိုတဲ့လယ်သမားကြီးနဲ့သူ့တိရိစ္ဆာန်တွေအကြောင်းပုံမြင်လေ။မင်းတို့ဗမဲသမားတွေပြောလို့ရှိတဲ့ပုံမြင်မဟုတ်ဘူးထင်တာပဲ။ငါပြောပြမယ်။ဒီပုံမြင်ကို နားထောင်လိုက်ပြီးရင် ငွေချေးတယ်ဆိုတာလူတစ်ယောက်နဲ့တစ်ယောက်ပက်ဆန်အလွှဲပြောင်းလုံယုံတက်တက်မဟုတ်ဘူးဆိုတာမင်းသဘောပေါက်သွားမယ်ဒီလိုကွအဲ့ဒီလေသမားကမာကဒစကားနားလေသူဖြစ်လေတော့ညနေပိုင်းရောက်ရင်အိမ်ချန်ထဲထိုင်ပြီးသူမွေးထားတဲ့လိမ့်ဆန်တွေပြောကြဆိုကြတာတွေကိုနားဆွင့်လေရှိတယ်တနေ့ညတော့ ွားကသူဘဝဒုက္ခဆင်းရဲကြီးမားလှပုံအကြောင်းမြီးကိုညင်းညင်းညူညူနဲ့ပြောနေတဲ့သူကြားရတယ်ငါမှာတဏီကုံတဏီကန်းပင်မန်းကြီးခံပြီးထွန်းနှုံးကိုဆွဲရတယ်နေဘူးလို့လည်းမနာရခြေကုံလက်ပန်းကြလို့လည်းခဏအမောမဖြေရလေကုတ်တွေဆိုတာပေါက်ပြဲနေပြီဒါလဲအလုတ်အလုတ်ပဲ မင်းကြတော့တက်တာလိုက်တာကွာတခင်သွားစီရလာစီရရှိမှ ရောင်းဆုံးချုံလွာလှလှလေးကြောပေါ်ခင်းပြီးကြော့ကြော့မော့မော့သွားရတယ်တခင်ဘယ်မှ မသွားဘူးဆိုရင်မျက်စိမ့်စိမ့်နုနုတွေစားပြီးအာအာရရနေပြီတော့တဲ့အဲ့ဒီတော့မြင်းကလည်းစိတ်တူတဲ့အခါသာခွာနဲ့ပောက်တက်ပင်မဲ့ပင်ကိုကသဘောကောင်းတဲ့သူဖြစ်လေတော့နွားကြီးကိုတနာသွားတယ် ေးဗျာခမားတော်တော်ပင်ပန်းတာပဲခမားတက်တာသွားအောင်ကျွန်တော်ကူညီမှဖြစ်မယ်ဒီလိုလုံးဗျာဆိုပြီးနှွားကြီးကိုတနေကုန်အနာရအောင်ညံစင်ဖို့နီလန်းပေးတယ်နောက်နေ့မနေ့ခမားကိုလဲထုံဖို့လာခေါ်တဲ့အချိန်ခမ ्या မြေကြီးပေါ်လှဲအိပ်ပြီးအော်နေဗျာအဲ့ဒါဆိုရင်လဲထွန်သားကခမ ्या နေမကောင်းဘူး လက်ထွန်နိုင်မှာမဟုတ်ဘူးလို့ဆိုလိုက်မယ်တဲ့ဒါနဲ့နွားကြီးလဲမြီးအကြံပေးတဲ့အတိုင်းမနဲ့အိယာကထလက်လုတ်သားလာတဲ့အချိန်နေမကောင်းညင်အောင်ဆောင်နေတော့လုတ်သားကလယ်သမားကြီးကိုအကျိုးအကြောင်းတွားပြောတယ်အဲ့ဒီအခါလယ်သမားကြီးကဘာပြန်ပြောသလဲဆိုတော့လေကနားထားလို့မဖြစ်ဘူးကွာ နွားနေမကောင်းလို့မထွန်နိုင်ရင်မြီးကိုတတ်ပြီးထွန်กว่าတဲ့ဒါနဲ့မြီးဟာတနေ့လုံးလဲထွန်ရတယ်သူ့မိတ်ဆွေတက်တာစီခြင်းနဲ့ဆန္ဒနဲ့ကူညီလိုက်တာနောက်ဆုံးကြတော့နွားလုံးသူဝင်လောက်ရတဲ့ဂိမ်းဆိုင်သွားတာပဲညဘက်ထွန်ကဖြုတ်လို့အိမ်ပြန်ရတဲ့အချိန်တကူလုံးညောင်းညာကြိုက်ခဲပြီး လေကုတ်ကလည်းကြိုးစားလို့ပြဲနေပြီအဲစိတ်လဲအတော်တူနေပြီပေါ့အဲ့ဒီညဘက်သူတို့ဘာတွေပြောကြသလဲလေသမားကြီးကအသာနားဆွင့်ပြန်တယ်နွားကအရင်ပြောတယ်တငယ်ချင်းမင်းဟာမိတ်ဆွေကောင်းပီတာပါပြီတကွာမင်းအကြံဉာဏ်ကောင်းတဲ့အတွက်ငါတနေ့လုံးအာအာရာရာ က်တောင့်တက်တာနေရတယ်กว่าတဲ့ဒီလိုဆိုတော့မိကလေတံပြက်ပြက်နဲ့ပြန်ပြောတယ်အေးမင်းကတက်တာတယ်ငါမတက်တာဘူးกว่าတဲ့ထုံးစံအတိုင်းသဘောကောင်းတဲ့လူကခံရတာပဲမိတ်ဆွေမို့လို့ကူညီပါတယ်နောက်ဆုံးတော့သူများဝင်တော့ကို့ဝင်တော့ဖြစ်တယ်တော်ပြီနောက်ကိုမင်းထုံနှုံမင်းပဲဆွဲတော့မဆွဲလို့လည်းမဖြစ်ဘူးတင်းကား တယောက်ကိုတခင်ပြောနေတာငါကြားတယ်အဲ့ဒီနွားနောက်တစ်ခါနေမကောင်းဖြစ်ရင်တတ်တယုံပို့လိုက်တဲ့ဟုတ်လဲဟုတ်တယ်မင်းကလည်းအလုပ်လုပ်ချင်တဲ့ကောင်မှမဟုတ်တာတဲ့အဲ့ဒီနောက်ပိုင်းမှာမြီးနဲ့နွားစကားမပြောကြတော့ဘူးတဲ့တချီတဲ့ဇလန်းပြတ်တာပဲကဲ ပုံမြင်နားထောင်ပြီးမင်းဘာသင်ခန်းစာရတယ်လဲရိုဒန်မာတုံက33မေဤပုံမြင်ကနားထောင်လို့တော့ကောင်းပါတယ်ဒါပေမဲ့သင်ခန်းစာဆိုတာတော့ကျွန်တော်မမြင်တတ်ဘူးဗျရိုဒန်ကဖြေသည်အေးလေငါလည်းမင်းမြင်မယ်မထင်ပါဘူးဒါပေမဲ့သင်ခန်းစာကပါနေတယ်အရှင်းလေးပဲ မင်းမိတ်ဆွေအပေါင်းအသင်းကိုကူညီခြင်းနဲ့ဆိုရင်ကူညီပါတို့တော့သူ့ကြောဘော်ကဝင်တော့ကို့ကြောဘော်ပြောင်းတင်တာမျိုးတော့မဖြစ်စေနဲ့ဆိုတဲ့သင်္ကန်းစာပေါ့ကွအေးဗျာကျွန်တော်မတွေးမိဘူးဒါတိတ်ကောင်းတဲ့သင်္ကန်းစာပဲမှန်တယ်ကျွန်တော်ရောက်ဖဝင်တော့ကိုကျွန်တော်မထားနိုင်ဘူးဒါပေမဲ့ဗျာ ခမားလူတကားကိုငွေချေးနေတယ်မဟုတ်လားအဲ့ဒီလူတွေကခမားကိုပြန်မဆက်ကြဘူးလားဒီလိုမေးတော့မာသွန်ကပြုံးသည်အတွေ့အကြုံကြွယ်ဝလှသူဤအပြုံးဒီမာရိုဒန်အကယ်၍မိသားတယောက်ဟာသူ့ကြွေးကိုပြန်မဆက်နိုင်ဘူးဆိုပါတော့ ဒီလူကိုချေးငားခဲ့ခြင်းဟာတင့်တော်မှန်ကန်တယ်လို့ဆိုနိုင်မလားမြည်ရှင်တယောက်အနေနဲ့ကိုချေးလိုက်တဲ့ငွေဟာမြည်စားအတွက်တကယ်အကျိုးပြုနိုင်မပြုနိုင်ဒီငွေကိုဒီလူပြန်ဆနိုင်မဲ့အလားအလာရှိမရှိဆိုတာကိုကြိုတင်ပိုင်းခြားဝေဖန်မှုမသိဘူးလားအဲ့ဒီလိုပိုင်းခြားဝေဖန်နိုင်တဲ့အစွမ်းတတ္တိကို သူ့မှာရှိဖို့မလိုဘူးလားအကယ်၍လိမ်လိမ်မာမာမတုံးဆွဲတတ်တဲ့လူကိုပတ်စံသွားချေးမယ်အဲ့ဒီလူကတုံးဖြုံပြစ်လို့ကုံသွားမယ်ဆိုရင်သူ့မှာပြန်မဆနိုင်တဲ့ကြွေးမီတစ်ခုတိုးလာတာပဲရှိမှာပေါ့ငွေချေးချင်းဟာသူ့အတွက်ကောင်းကျိုးမဖြစ်ဘူးဆိုကြိုးပဲဖြစ်မယ်မင်းကိုငါပြမယ်ငါစီမှာအပေါင်းတဘော ဂတိကဝတ်ပေးထားခဲ့ကြတဲ့ပစ္စည်းတွေတခုစီမှာဇက်လန်းတွေရှိတယ်ငါပြောပြမယ်ဒီလိုပြောပြီးမာတုံကအခန်းထဲသို့တစ်တာကြီးတစ်လုံးမယူလာသည်တစ်တာကအနီရောင်တရေဖြင့်ချုပ်ထားပြီးဂျင်းနီတက်ထုဖြင့်ဒီဇိုင်းခွက်ပေါ်၍ကွတ်ထားသည် သူကတစ်တာကိုကြမ်းပြင်မှချကာတစ်တာရှိမှထိုင်လိုက်သည် သူ့လက်နှစ်ဖက်ကတစ်တာအဖုံးပေါ်မှာသူကတစ်တာကိုအရင်မဖွင့်သေးပဲသူ့လုံနီးလုံဟန်တွေအရင်ရှင်းပြနေသည်ငါငွေထုတ်ချေးလိုက်ရတဲ့လူတိုင်းစီကအထင်းမှတ်ပစ္စည်းတစ်ခုတော့ဟောဒီဂဒီကဝဲတစ်တာအတွက်ငါတောင်းယူစမြဲပဲချင်းငွေပြန်ဆက်တဲ့အချိန်အထိအဲ့ဒီပစ္စည်းဟာဒီတစ်တာထဲမှာရှိနေရမယ်ငွေပြန်ဆက်ရင် ပြန်ပေးလိုက်မယ် ဘယ်တော့မှပြန်မဆက်ဘူးဆိုရင်တော့ဂတိမတီးသူ ဖြစ်ကြောင်းတက်တည်ဖြစ် သူ့ပစ္စည်းကဒီမှာထာဝရတည်နေလိမ့်မယ်ဒီဂတိကဝိတ္တာရဲ့ပြောပြချက်အရငါတိလာရတဲ့အချက်တစ်ခုကစိတ်အချအရဆုံးချင်းငွေဆိုတာဟာအဲ့ဒီငွေပမာဏထက်ကြီးမားတဲ့ဥစ္စာစီးပွားရှိသူကိုထုတ်ပေးလိုက်တဲ့ချင်းငွေပဲ မြေယာပိုင်တယ်ကလအုပ်တွေပိုင်တယ်ရွှေငွေရတနာရှိတယ်ဆိုတဲ့လူမျိုးတွေတနည်းပြောရရင်ပစ္စည်းရောင်းပြီးကျွေးဆန့်နိုင်တဲ့လူတွေဒီလူမျိုးတွေကိုချီးတဲ့အခါ တချို့ကချင်းငွေထက်အများကြီးတန်ဖိုးရှိတဲ့လက်ဝတ်ရတနာပစ္စည်းကို အပေါင်းသဘောပေးတယ်တချို့ကအကယ်၍ချင်းငွေမဆက်နိုင်ရင်ဘယ်မြေယာကိုပေးပါမယ်လို့ကတိကဝတ်ပြုပြီးလက်မှတ်ရေးထိုးပေးထားတယ် ီလိုချင်းခွေမျိုးကြတော့အမြဲအကျိုးအမြတ်ရတယ်။အရင်ဆုံးမှမပူရဘူး။သူကပစ္စည်းပိုင်ဆိုင်မှုပေါ်အခြေခံပြီးချီတာကိုနောက်မျိုးစားတစ်ခုကဥ္စာဒနမကြီးမာဘူးသို့တော်ပုံမှန်ဝင်ငွေရှိသူဝင်ငွေရှာနိုင်သူတွေဥပမာမင်းလိုပေါ့ကွာအလုတ်လုတ်တတ်တယ်အဲ့ဒီကဝင်ငွေရတယ်ဒီလူမျိုးတွေဟာယူသားဖြောင်းမှတ်သူဖြစ်မယ် ကိုငွေချေးထားပြီးကမှကန်စိုးမုံမောင်မကြဘူးဆိုရင်အတိုးရောအရင်မှာကြေးအောင်ဆတ်နိုင်ကြတယ်ဒီငွေကလူရဲ့အရေးအသွေးပေါ်အခြေခံပြီးခြေတာကျန်တာကတော့ဥစ္စာပစ္စည်းလည်းမရှိပုံမှန်ဝင်ငွေလည်းမရှိလက်လူတွေပဲလူဘဝဆိုတာကလည်းတိတ်တော့မလွယ်ဘူးကွဒီထဲမှာတခဇာတာဖြစ်အောင်မနေတတ်တဲ့လူတွေအများကြီးရှိတယ် ဒီလူမျိုးကိုပက်ဆန်သွားချင်းမိရင်ချင်းငွေကတပြားနှစ်ပြားဖြစ်ချင်းဖြစ်ပါစေသူကလေးပစ္စည်းကတော့ဒီတစ်တာထဲမှာထာဝရနေပြီးငါ့ကိုအပြစ်တင်နေတော့မှာပဲအဲသူတို့ကိုစားအာမခံတဲ့မိကောင်းဆွေကောင်းတွေပါလာရင်တော့လေတမျိုးပေါ့ကွာဒီလိုပြောပြီးမာတုံကတရေတစ်တာကိုဖွင့်သည် ရူဒံကကြည်လူသောနှင့်ရှေ့သို့တိုးလာသည်တစ်တာအပေါ်ဆုံးတွင်မြင်ရသည်ကကြက်သွေးရောင်အဝတ်တစ်ခုပေါ်တွင်တင်ထားသည့်ကျေးဝါတတ်ထုဖြင့်ပြုတ်လုထားသော ကော်လာကွင်းတစ်ခုဖြစ်သည်မာတော်ကကျေးဝါပစ္စည်းလေးကို ကောက်ယူကာနှစ်သက်စွာကင်တွယ်ကြည့်နေသည်ပိုင်ရှင်ကတမလွန်ဘဝကို ကူးပြောင်းသွားပြီဆိုတော့ဒီဟာလေးကငါတစ်တာတဲ့အမြဲရှိနေတော့မှာပါ ငါတပစ္စည်းလေးကိုတံပိုးထားပါလေတငယ်ချင်းအရင်အချာရဲ့ပစ္စည်းကိုသူထားသွားတာသူ့အတွက်အမှတ်တရပေါ့သူနဲ့ငါအတူတကွကုံစီကူးတန်းရောင်းဝယ်ခဲ့ကြတယ်အများကြီးအောင်မြင်ခဲ့တယ်တနေ့မှာတော့သူကအရှိပိုင်းဒေတာကမိမတယောက်ကိုယူပြီးပြန်ရောက်လာတယ်ဒီမိမနဲ့လက်ထပ်တယ်ဒီမိမကတကယ်လဲချောပါတယ်ဒါပေမဲ့ တို့မိန်းမတွေနဲ့မတူဘူးအရန်စင်နယ်ပြင်နယ်ဝစ်စားတယ်မြင်ရတဲ့လူ မျက်စိကျင်းလောက်အောင်ကိုအရန်တောက်ပါတယ်ငါတငယ်ချင်းကဒီမိန်းမအလိုဆန္ဒရှိသမျှအကုန်လုံးလိုက်ရောတယ်ရှိသမျှပက်ဆံထုတ်ပေးထားတယ်ပြီးတော့ကုံလာပေါ့ကုံတဲ့အခါငါစီရောက်လာတယ်ငါလဲသူ့ကို အကြံဉာဏ်ပေးတယ်အကျိုးအကြောင်းပြောပြတယ်သူသာထိမ့်ထိမ့်သိမ့်သိမ့်နဲ့လုံမယ်ဆိုရင်အရင်နေသားမျိုးပြန်ရောက်အောင်ထူထောင်နိုင်မှုငါအကူအညီပေးမယ်လို့ဂတိပေးလိုက်တယ်သူကလည်းစိတ်ချအရင်ပုံစံအတိုင်းပြန်ကြိုးစားမယ်ဆိုတာကြိမ်တွယ်ပြီးပြောတယ်။ဒါပေမဲ့တကယ်လက်တွေ့မှာ ဖြစ်မလာဘူး။မိမကို तू မထိန်နိုင်ဘူး။ တကြိမ်မှာလင်မယားစကားများကြတော့မိမကဓာတ်နဲ့ထိုးမယ်လို့တယ်အဲ့မှာသူကမင်းထိုးရဲလို့ကတော့ငါအသေးခံရဲတယ်ဆိုပြီးရင်ကော့ပြီးတော့ဟိုကဆွက်ကနေထိုးချလိုက်တာ ပွဲချင်းပြီးပဲအဲ့ဒီတော့မိမကဘာဖြစ်သွားတလဲရူဒန်ကမေးသည်ဟောဒီမှာဓာတ်သူပစ္စည်းပဲ မတော်ငါကြက်သွေးရောင်အဝိအစကိုကန်၍ဆိုသည်အမျိုးသမီးကယောက်ျားကိုဓာတ်နဲ့ထိုးမိပြီးမှ နောင်ဒတံဝေကတွေရတောကဗျာပါရမီးတွေလောင်မြိုက်ပြီးယူဖရက်တီမြစ်ထဲခုံချတည်သွားတယ်သူတို့နှစ်ယောက်ရဲ့ဂရိပစ္စည်းလေးတွေငါစီကြံရစ်တယ်ကျွေးကတော့သုံးပေါ်စိတ်လှုပ်ရှားထကြွလွန်းသူ ပူလောင်ပြင်းပြသူတွေဟာငွေတို့ခြေသမအတွက်တော့စိတ်ချရတဲ့ဖောက်တယ်တွေမဟုတ်ဘူးဆိုတာဒီတစ်တာက ပြနေတာပဲဟောဒီမှာဒါကြတော့သူတို့နဲ့မတူဘူးကွမတော်ကနယိုးဖြင့်ပြုတ်လောက်ထားသည့်လက်စွပ်ကလေးတကွင်းကိုယူ၍ပြသည်